မင်္ဂလာနနက်ခင်းပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတူဘက်ရဲ့အပူချိန်ကတော့22ဒီဂရီစင်တီဂရိတ်ရှိပြီးတော့မှ23ဒီဂရီစင်တီဂရိတ်ရှိတယ်လို့ခန့်စားရရှိနိုင်ပါတယ်ဗေဒုရေသွေးကအတင်းတင်းရှိပါတယ်နေ့စဉ်ဝိပြုခြင်းလင်းပြမတ်လ8ရက်စနေနေ့2025ခရီးရန်တို့ဤဝါရင်းကာလသဒုတ်တာနေ့ငါတို့စိတ်နှလုံးထဲ၌ အလင်းကိုထွန်းလင်းစေတော်မူ၏ဒီကချက်ကိုရင်သူဩဝါဒစာဒုတိယစာဆောင်မှခွန်အားယူစရာများအပိုင်း30ဖက်ရန်ကျမ်းချက်ကိုရင်သူဩဝါဒစာဒုတိယစာဆောင်ခန်းကြီးနေခန်းငယ်1မှ6ထို့ကြောင့်ငါတို့သည် ထိုသို့သောတရား၏အမှုကိုဆောင်ရွက်တော်သူဖြစ်၍ဘိယုနာဂျေဇုတော်ကို ခံရသည်နှင့်အာရော့စိတ်ပြည့်ခြင်းနှင့်ကင်းလွတ်ကြ၏ စိတ်괴ရာရနိုင်ပြုသောရှက်ဖွယ်တော်မူများကိုပယ်ကြ၏ပြည့်ရေကိုမသုံးဖျားသခင်နှုတ်ကပတ်တရားတော်ကိုထိမ်ဝဲမှောက်လန့်ခြင်းမရှိတမာတရားကိုအတက်အလင်းဖော်ပြ၍ဖျားသခင်ရှေ့တော်၌လူပေါင်းတို့၏စိတ်ထင်တိုင်းချီးမွမ်းဖွယ်သောအကျင့်တလေးကိုကျင့်ကြ၏ငါတို့ဟောပြောသောဧဝံဂေလိတရားသည်ဖုံးအုပ်လျက်ရှိလင်ဆုံးရှုံးခြင်းသို့ရောက်တော်သူတို့အားသာဖုံးအုပ်လျက်ရှိ၏ထို့သောမယုံကြည်သောသူတို့က ဖျားသခင်ဤပုံတရံတော်တည်းဟုသောခရစ်တော်ဤဘုံတည်နေပြည့်စုံသောဧဝံဂေလိတရား၏အကြောင်းဒီလင်းကိုမပေးစေခြင်းကဤလောကကိုစိုးရသောဖျားသည်သူတို့ဤဉာဏ်မျက်စိကို꿰စေ၏ငါတို့သည်ကိုယ်အကြောင်းကိုဟောပြောကြသည်မဟုတ်ယေရှုခရစ်သည်သခင်ဖြစ်တော်မူကြောင်းကို၎င်းငါတို့သည်ယေရှုအတွက်သင်တို့ဤကြုံဖြစ်ကြောင်းကို၎င်းဟောပြောကြ၏မောင်မိုက်ထဲက အလင်းထွန်းလင်းမြည်အကြောင်းမိန့်တော်မူသောဘုရားသခင်သည်ယေရှုခရစ်၏မျက်နှာ၌ထွန်းလင်းသောဘုရားသခင်၏ဘုန်းတော်ကိုတည်သောညံ၏အယောင်ကို ပေးလိုသောငါငါတို့စိတ်နှလုံးထဲ၌အလင်းကိုထွန်းလင်းစေတော်မူ၏။စာလံကျမ်းခန်းကြီး139ခန်းငယ်135မျက်နှာတော်၏အလင်းကိုကိုရော်၏ကျွံပေါ်မှထွန်းစေ၍ထုံးဖွဲ့တော်တို့ကိုတွင်တင်တော်မူပါ။ ခန်းကြီးလေးမှာတော့ရှင်ဘောလူသည်ဆက်လက်ပြီးဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားစေတဲ့အတင်းကောင်းကိုဘယ်လိုမျိုးဟောပြောလဲဆိုတာကိုဟောပြပါတယ်။ဝိညာဉ်တော်ရဲ့တရားဖြစ်တဲ့အသက်ကိုပေးတဲ့အလင်းကိုပေးတဲ့ခေတင်ချင်းကိုပေးတဲ့တရားကိုဟောတဲ့အခါမှာဘုရားသခင်ရဲ့ဂိဥနာယေရှုတော်ကိုခံရသည်နည်းညီတဲ့အာရုံစိတ်ပြက်ခြင်းနဲ့ကင်းလို့ပြီးတော့မှဒီတရားရဲ့အမှုကိုဆောင်ရွက်ကြတယ်လို့ပေါ်ပြပါတယ်။ ဆိုလိုတာကရှင်ပေါလုနဲ့ပေါင်းပါတွေသည်သူတို့ဟောပြောနေတဲ့တရားရဲ့နှစ်သာရကိုသူတို့သိတဲ့အခါမှာအာရုံစိတ်ပြည့်ခြင်းမရှိဘူးအဲ့ဒီပြင်ဖျားသခင်ရဲ့ဂိယုနာဂျေဇုတော်ကိုလည်းတောက်လျှောက်ခံစားရတဲ့အတွက်အာရုံရာစိတ်ပြတ်တာကြောက်ရွံ့တာတရေဘောကြောင်တာမရှိဘဲနဲ့ကိုလုဆရာရှိတာကိုဟောပြောဆရာရှိတာကိုကောင်းကောင်းမွန်မွန်ရေရေဝုံမွန်ဟောပြောနိုင်ကြတဲ့အကြောင်းကိုဖော်ပြပါတယ် နောက်ပြီးတော့ဒီလိုအလင်းထွန်းလင်းစေတဲ့တရားကိုဟောပြောတဲ့အခါမှာလည်းပရိယေကိုမတုံးဘူးရှက်စရာကောင်းတဲ့အပြုမှုတွေနဲ့ဟောပြောတာမဟုတ်ဘူးဘုရားသခင်နှုတ်ကပတ်တရားတော်ကိုလည်းထိမ်ဝက်ခြင်းမရှိဘူးပေါက်လန့်ခြင်းမရှိဘဲနဲ့တမန်တရားကိုအတက်အလင်းပေါ်ပြပြီးတော့မှဘုရားသခင်ရှေ့တော်မှာလူပေါင်းတို့ချီးမွမ်းပွေတဲ့အကျင့်ကိုပါကျင့်ပြီးတော့မှဟောပြောခြင်းဖြစ်တယ်အဲတော့ရှင်ဘောလူဆိုလိုတာကသူတို့ဟောတဲ့တရားနဲ့သူတို့ပြုမှုကျင့်ကြံတဲ့အပြုမှုတွေနဲ့လည်း ဆန့်ကျင်ဘက်မနေဘဲနဲ့အလင်းရဲ့တရားကို ဟောတဲ့အခါမှာအလင်းရဲ့သားတွေဖြစ်ပြုမှုကျင့်ကြံနေထိုင်ကြတယ်။တရားဟောတဲ့အချိန်မှာအသက်ရှင်ကြတယ်ဆိုတဲ့အကြောင်းကိုဖော်ပြခြင်းဖြစ်ပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်သက်တာမှာလဲကိုဟောတဲ့တရားတိုင်းကိုအသက်ရှင်ဖို့ကိုအသက်ရှင်တာကလည်းကိုဟောတဲ့တရားကိုသင်ဟတ်နေဖို့အရေးကြီးပါတယ်။ဘုံအသေးရှိတဲ့တရားကို ဟောပြောတဲ့အခါမှာကိုကိုယ်တိုင်ကလည်း ချီးမွမ်းပွေသောအကျင့်တလေတွေကိုကျင့်ကြံပြုမှုနေကြဖို့လိုပါတယ်။ဆလပီရှင်ဘောလူဖော်ပြတာကသူတို့ဟောတဲ့တရားဟာတချို့သူတွေအတွက် ဖုံးအုပ်ထားတာဖြစ်တယ်ဆိုရင်အဲ့ဒီသူတွေဟာစုံရှုံခြင်းတို့ရောက်တဲ့သူတွေအတွက်ပဲဖုံးအုပ်ထားတာဖြစ်တယ်။အဲ့လိုအင်္ဂလိတရားကိုမယုံကြည်တယ်ဆိုတာကလည်းဘုရားသခင်ရဲ့ပြည့်စုံကျွယ်ဝတဲ့ပုံတံတော်ကိုဖော်ပြတဲ့ ခရစ်တော်ရဲ့ဘုန်းကြီးတွေနဲ့ပြည်စုံတဲ့အင်္ဂလိတရားရဲ့အလင်းရောင်ကိုမပေးဖို့ရန်အတွက်လောကီကိုဆူရတဲ့သာရမဏေကပဲသူရဲ့ဉာဏ်မျက်စိကိုကွယ်စေတယ်၊ကန်းစေခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့အရိယာမှာဆက်လက်ပြီးရှင်ဘောလူဖော်ပြတာကသူတွေဟာကိုယ့်ရဲ့အကြောင်းကိုကိုယ်ဂုံဖော်ဟောပြောတာမဟုတ်ဘူး။ယေရှုခရစ်ဟာသခင်ဖြစ်တော်မူတဲ့အကြောင်းသူတွေဟာသခင်ယေရှုခရစ်ရဲ့ကျွန်နေဖြစ်ကြောင်းကို၎င်း ဟောပြောကြတာဖြစ်တယ်။ကိုကိုငိုကိုဖောတာကိုကြောင့်ကိုဟောတာမဟုတ်တဲ့တွေစိတ်တန်တန်နဲ့ဟောပြောဝင်ကနိုင်တယ်။ကိုနာမည်ကြီးဖို့ကိုပို့ပြီးတော့မှဩဇာအာဏာနဲ့ပြေဝပြီးတော့မှကိုနောက်ကိုလူတွေလိုက်ဖို့ဟောတာမဟုတ်ဘဲနဲ့ခရစ်တော်ကြောင့်ကိုဟောပြီးတော့မှခရစ်တော်ဘုန်းတော်ထင်ရှားဖို့ခရစ်တော်နောက်ကိုလူတွေလိုက်လာဖို့ဟောပြောတာဖြစ်တဲ့တွေစစ်ဘောလူစိတ်တန်တန်နဲ့ဆက်လက်ဟောပြောနိုင်တယ်ဆိုတာကို သူစိတ်တန်တဲ့နဲ့ပေါ်ပြနိုင်ခြင်းဖြစ်တယ်။အဲလိုမျိုးစိတ်ကရှင်းရှင်းလင်းလင်းနဲ့လှုပ်တဲ့အခါကျတော့ဘုရားသခင်ကိုယ်တိုင်က သူရဲ့စိတ်နှလုံးထဲမှာအလင်းကိုထွန်းလင်းစေတယ်။သူရဲ့စိတ်နှလုံးထဲမှာအလင်းကိုထွန်းလင်းပေးတဲ့ဘုရားသခင်က ပေါင်မိုက်တဲကအလင်းထွန်းလင်းမဲ့အကြောင်းမှိတ်တော်မူတဲ့ဘုရားသခင်ဖြစ်ပြီးတော့မှသခင်ရှုရဲ့ပေါ်မှာထွန်းလင်းနေဘုရားသခင်ရဲ့ဘုန်းတော်ကိုတိတော်ညံရဲ့အကြောင်းကိုပေးလိုတဲ့အတွက်သူတို့ရဲ့စိတ်နှလုံးထဲမှာ အလင်းကိုထွန်းလင်းစေတယ်။အဲ့ဒီအလင်းအပြင်မှောင်မိုက်လောကထဲမှာဆက်လက်ပြီးတော့မှအလင်းတရားအသက်ကိုပေးတဲ့တရားဘုံတည်နဲ့ပြည့်စုံတဲ့တရားကိုဟောပြောဝေမျှတွင်တည်နိုင်ခြင်းဖြစ်တယ်လို့ရှင်ဘောလူပေါ်ပြပါတယ်။ဒါတော့ကျွန်တော်တက်တာမှာလဲကျွန်တော်ရရှိထားတဲ့အလင်းကျွန်တော်ရရှိထားတဲ့ခွန်အားဘုံတည်တွေဟာဖျားထံကပဲလာတယ်ဆိုတာသိပြီးတော့မှဖျားသခင်ရဲ့ဘုံတော်တင်ရှားဖို့အထူးမောင်မဲကဘာမှာ တလက်ထွန်းလင်းလောက်ကင်ဟောပြောဝေမြားကြဖို့ရင်ဖြစ်ပါတယ်တလက်စုတောင်းကြပါစို့မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်တိတ်ကိုလည်းကိုရရှင်ပြင်ဆင်ပေးတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်မနေ့တိုင်းဂိယူနာတော်အသက်ကိုခံစားရတဲ့ကျေးဇူးတော်ချီးမွမ်းစရာတွေနဲ့ပြည့်နေတဲ့ခက်ခဲဒီကြားတွေကဒီကနေ့တန်အောင်ကိုရရှင်ကဲတင်ကဲနှုတ်တယ်ကိုရောခက်ခဲဒီရှိတော်လည်းပဲအာရုံချင်းစိတ်ပြည့်ခြင်းမရှိဘဲနဲ့ ကိုရောပေးတဲ့မျှော်လင့်ခြင်းယုံကြည်ခြင်းချစ်ခြင်းများဖြင့်ဆက်လက်ရှင်သန်သွာလာလှုပ်ရှားနိုင်တဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်ဒီခုခဏခံရတဲ့ဆင်းရဲဒုက္ခဟာလေသာဝရဘုံတီကိုဖြစ်ပွားစေမယ်ဆိုတော့ကိုသိမှန်းလက်ဒီခုခံရတဲ့ဒုက္ခဆင်းရဲတွေအတွက်လည်းကိုရောကိုကျေးဇူးတင်ချီးမွမ်းပါရယ်လက်တော်သူအနန်ပါရယ်မောင်မိုက်ထဲမှာအလင်းထွန်းလင်းရတဲ့ခွန်ကိုရရှင်ပြင်ဆင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်တရားနဲ့တရားခွန်အားပေးလက်လက်တွဲပြီးချင်းချင်းချင်းလက် ေတ္တာစိတ်အားဖြင့်ထွန်းလင်းတောက်ပနိုင်တဲ့အတွက်ကိုရောကိုကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံကြီးကောင်းကြီးပေးပါခရင်ဆိုးရုပ်တဲ့အနေထားတွေကမတရားမှုတွေကြားတွေကမှောင်မိုက်တွေကကိုရောရှင်ရဲ့လက်တော်ဖြင့်ပြင်ဆင်ကွဲကားသလိုဆက်လက်ပြီးတော့မှလည်းကောင်းဆုံးအကုန်လုံးလွတ်မြောက်ချမ်းသာရရှိစေပါမည်ကြောင်းကိုရောရှင်ပြင်ဆင်ပေးပါလင်းရောင်နဲ့နီးလာတဲ့အခါမှာပိုရွေးမှောင်မိုက်လာတာကိုလေဒါမှမဟုတ်တီးတီးခံစားရပါတယ် ကိုရရှင်ပေးမဲ့လင်းရောင်ကိုသာသမီအားလုံးမြင်တွေ့ခံစားနိုင်ရသောခွင့်နှင့်ငါပြည်ကြီးလွတ်လပ်ငြိမ်းချမ်းသာယာတဲ့ခွင့်ကိုမကြခင်ပြင်ဆင်ပေးပါပြီအကြောင်းသခင်ယေရှုခရစ်တော်ဖျား၏နာမတော်မြတ်ကိုမြည်ပြုလက်သနာခံဆုတောင်းကြပါရစေဖခင်အာမင်